ီကဗီရိုမှာတော့ဒေးရှုမမနံပါတ်1ဖြစ်နေတဲ့ Huawei ရဲ့ Pure 80 Ultra ကို unboxing လုပ်ပြီးတော့ detail look လေးကြည့်မယ်။အဲဒီကောင်ရဲ့ camera ဘန်းပုံစံလေးပြဒီကောင်ရဲ့ phone style ပြဒီကောင်အထက်မှာပါတဲ့ function လေးတွေဘယ်လောက်ထိသုံးလို့ကောင်းလဲပေါ့။အတိအမှန် Huawei ရဲ့ latest and greatest ဖြစ်နေတဲ့နောက်ဆုံး track camera ကျန်းလာပါရဲ့ဆိုတဲ့ phone ကို review မဟုတ်ဘဲနဲ့ကျွန်တော်ကအသေးစိတ်လေးကြည့်ကြမှာ။ review မဟုတ်ဘဲနဲ့ unboxing လုပ်ပေးရတဲ့ဒါ detail look ကို ကြည့်စေချင်တဲ့ရည်ရွယ်ချက်ကကြတော့ကိုကဒီဖုန်းကိုဝယ်မယ်ဆိုရင်ဒီဖုန်းရဲ့ hand feeling အနေအထား camera band ပုံစံ display style အထက်မှာပါတဲ့ feature တွေဒါတွေကကိုနဲ့ကပ်ရလားဆိုတာကိုသိအောင်လို့ဒါပြပြပြပါတော့ Google တွေပါအဆင်ပြေလားမပြေဘူးလားဆိုလဲတခါလည်းပြပြမှာအဲဒါကြောင့်မလို့ဒီလို unboxing detail look လေးကိုဒါကျွန်တော်တို့ကလုပ်ပြီးလားဆိုတော့ပြောနေရတာနည်းနည်းအချိန်ကြာတယ်ဗျာကျွန်တော်တို့ Huawei ရဲ့ Pure 80 Ultra လေးကိုဘယ်လိုလဲဆိုတာစကြည့်လိုက်အောင် ဒါတော့သူ့ရဲ့ဘူးပုံလဲပေါ့နော်တဟာဝေးဟွာဝေး Pura 80 Ultra အင်းနော်တောင်းကဘူးကလုံးဝတက်တက်ကြီးရပဲကဲဆိုကျွန်တော်တို့စပြီးတော့ထောက်လိုက်ရအောင်ကဲကျွန်တော်တို့ဘူးတွေကနေပြီးတော့စပြီးတော့ထုတ်လိုက်ပြီညာဟ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 ာကဲဒါတော့သူ့ရဲ့ဘူးပေါ့နော်โอเคထုတ်နိုင်မလို့ကျွန်တော်တို့ဒါ Huawei ရဲ့ App Gallery နဲ့ဒီကောင်ကတောင်းပါမှာ တော့ plus 8တွေပါတယ်ဘေးကိုကလိုက်မယ်အလလာတတော်လာနော် oh my god ကြည်စမ်းဒီကောင်းရဲ့ကင်မရာ style ကတကယ်ကိုအချွင်ကြီးလားကြည့်ပါဦးသေးသေးအနီးကပ်ပြအနီးကပ်ပြအနီးကပ်ကြည့်အနီးကပ်ကြည့်ကင်မရာတစ်လုံးတစ်လုံးကိုပေါ့နော်ဟောရှေးကြီးဒါက तू ကစင်ဆာဆွတ်လုပ်ပြရဟာပေါ့နော်သူစင်ဆာတစ်ခုထဲနဲ့တုံးတာမသိဘူးအပေါက်နှစ်ပေါက်နဲ့อืมကြည့်ပါဦးလောက်တောင်ပရီမီယံဆန်တယ်ဒါထဲမှာကင်နာကြည့်တယ် ဟမ်တုံးကတကယ်ရှဲ့နော်လက်ထဲမှာခိုင်လာလို့ရှင်လက်ကိုချိန်လေးနဲ့တွေ့တွေ့စည်းထားတယ်ဒီမှာဟီးလေးခိုးထားတယ်ဘုံလေးကြီးကလေးရောဟီးလေးရောပေါ့နော်ဆက်တာပါအဲဒီမိုးလေးလိုဟာတော်တော်လေးထားကြတယ်တော့တော်တော်မိုက်တယ်ဟိုဖုံးလှမှာနေပါကြွေဆင်းပဲအဲမှာအော်ဒီကောင်ရဲ့ original case ကလည်းတော်တော်မိုက်တာပဲတော့ကနှစ်ပဲဆွတ်တည်လိုက်မယ်နော် original case ကို ဒါသူ့ရဲ့ original case နဲ့နော်ဒါ Huawei Pura 80 Ultra မှာသူ့ရဲ့ original case နဲ့ camera brand နေလဲဒါအကုန်လုံးလုံနေပေါ့နော်လုံကတခဲကိုဗျာကာဘာထောက်ဝယ်သားမလို့တော်တော် fine တယ်ဒါပေမဲ့ကိုကနှစ်မျိုးရယ်နော်ကာဘာတခြားဟိုင်းနဲ့တွဲသုံးပေါ့နော်တော်တော်တော့မိုက်တယ်ကာဘာတက်လဲအရင်ဖုန်းကမထူပါဘူးခံရတာလုံက share ပဲအာရိုင်းမလေးဘူးတော်တော်လေး camera brand ကြီးရဲ့ဖုန်းထဲမှာနည်းနည်းပော့ရဲထဲမှာပါတယ် မပိုင်အသွင်းတုံးဘောကနော်ဒါ Huawei ရဲ့ဒါ100ဘောပေါ့နော်100 watt charger ပေါ့အင်း100 watt charger 100 watt နော်သူက C2C လဲထိုးလို့ရသလို USB အကြီးလဲထိုးလို့ရတယ်ဒါလည်းတော်တော်လေးစမ်းကြယ်နော်သူဘာနဲ့ထည့်ပေးထားလဲဟောသူထည့်ပေးထားတော့ C2C ဒါပေမဲ့ကိုက C2C မသုံးချင်ဘူး C2C ကျိုးမရှိဘူးအရေးအကြောင်းဆိုလို့ရှိရင်လေရိုးရိုး USB နဲ့ထိုးလို့ရတယ် ော်ဒါလိုပြီးထားတာတွေတော်တော်လေးကိုတသက်ရရှိသလိုဒါအိုင်ဒီယာအရင်မိုက်တယ်လို့ပြောအောင်လုံးဝတကယ်ကိုမှရှေ့ဆိုတော့အထက်က EM Mirror ကိုစက်ကြည့်ရအောင်ပုံမှန်ဒီကောင်တွေက global အလုံးဆိုတော့သူက EM Mirror နဲ့လာ China အလုံးဆိုရင်တော့ Harmony OS နဲ့လာမှာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီအထက်ကိုစက်ပြီးတော့သူရဲ့ function လေးတွေဘယ်လိုလာမလဲဘာလဲညာလို့ပဲဒါလေးကျွန်တော်တို့စက်ပြီးတော့ကြည့်မယ်ဆိုတော့ဒါကျွန်တော်တို့အထဲမှာပေါ့နော်ဒါ software လေးပါလေးနည်းနည်းသွားသွင်းပြီးတော့เนาะတောင်းလောက်ထားတာပေါ့နော် ြောရရင်ဒီကောင်းကိုကျွန်တော်တို့ဒီလိုအပ်တဲ့ဟာလေးရင်းနေလေးထည့်ပြီးတော့သွားပြီးတော့ခဏပြေးလိုက်တာဒါဆက်ပြီးတော့ကျွန်တော်ပြပြမယ်အမောင်းတို့ကူပါပြီးအထက်ကလစ်ပါပြီးဆိုတော့နည်းနည်း experience တွေပြန်ပြီး share ပေးလို့ကြအောင်ပေါ့နော်ဗီဒီယိုတစ်ပုဒ်ထဲမှာအကုန်ပြီးပါအောင်ပါဗျာဆိုတော့ကျွန်တော်တို့ဒီကောင်းကအဲဒီကောင်းက Harmony OS မဟုတ်ဘဲနဲ့ Huawei ရဲ့ဒါ EMUI နဲ့လာတာဖြစ်တဲ့အတွက် Google တွေပါအကုန်အဆင်ပြေတယ်အဲကျွန်တော်တို့ဒီမှာပေါ့နော် Google တွေပါသွားပြီးတော့ install လုပ်ပေးထားတယ် ော် Google Drive install လုပ်ပေးထားတယ် YouTube Gmail ကုန်ပေါ့နော်ဒါလည်းအကုန်သုံးလို့ရတယ် YouTube လည်းသုံးလို့ရတယ်ပေါ့နော် YouTube တွေပါလည်း AAC ဒါကိုကြည့်ကျင်တာလေးတွေကကိုစိတ်ကြိုက်ကြည့်လို့ရတယ်ဒါမှမသိပြီးတော့ပြဿနာမရှိဘူးဟာကျွန်တော်အတန်လေးပါလေချဲ့လို့ရအောင်နော်အားသူရဲ့ထောက်ကိုကျွန်တော်ဆန်းလို့ရအောင်နော်။ဟင်းဒီထောက်ကရောနော်တကယ်စပီကာဘာတော့ share ပဲ เนาะဒါကကျွန်တော် Google ရတဲ့ဟာကိုပြချင်တာပေါ့เนาะ Google ရတဲ့ဟာကိုပြချင်တာ Google အကောင့်တုံးလို့ရရဲ့ Zoom ဒီမှာ Facebook เนาะကျွန်တော် Viber အကောင့်အကောင့်ဒီမှာအကောင့်တုံးလို့ရတယ်เนาะ KB Visa Pay တွေ Mobile Banking တွေဒါကျွန်တော်အကောင့်တုံးရတဲ့အနေထားပေါ့เนาะဒါ Huawei ဆိုရင်လည်းတိတ်ပြပူကြမလို့အဲကျွန်တော်ဒီမှာအကောင့်လုံးပါပြီးသား Google နဲ့ပတ်သက်တဲ့အကောင့်ပါပြီးသားเนาะ Event ကျွန်တော်ဒီမှာ ော်ကျွန်တော် Google နဲ့ကိုက Google account တွေပါသုံးမြင်နေဆိုရင်တော့မှဒီမှာအကုန်ထည့်ပြီးသုံးလို့ရတယ်။ software တွေပါဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ Huawei ရဲ့ဒါ app gallery ပေါ့နော် Huawei app gallery ဒီမှာကျွန်တော်အကုန်သွားပြီးတော့ download လုပ်ရတယ်။ကိုလိုချင်တဲ့ app တွေပါအကုန်လုံးကျွန်တော်ဒီမှာသွားပြီးတော့ download ပြီးသုံးလို့ရတယ်။ဆိုတော့သုံးတဲ့အချိန်မှာတော့ဒီ phone ရဲ့ကျွန်တော်တို့ညီ phone screen ပညာကိုချက် show ကြည့်တာပေါ့။ညုံ light mode မထားဘဲနဲ့ပုံကြီးကြည့်လို့အကောင်အောင်ကျွန်တော်တက်မုတ်ထားလိုက်တမုတ်ထားလိုက်အာတမုတ်နဲ့ဆိုပုံကြီးကြည့်တော့ကောင်းတယ် ဒါသူ့ရဲ့တင်းဘာညာပေါ့နော်ဘောရီဘာတွေဘာတွေတော့အဆုံရှိတယ်ဗျဒီမှာကျွန်တော် wifi ခုနချိန်ပေးထားသူအကုန်တက်လာ customization တော့တော်တော်လေးအထာကျတယ် pascal ပေါ်လေးရှိတယ် okay ကျွန်တော်ဒီ pascal ပေါ်ကိုဆန်းပြီးတော့ဒီမှထားကြည့်လိုက်မယ်ဟောမဆိုးပေါ့နော်ဟွန်းနောက်ဝင်ထွက်တယ်လည်းကောင်းတယ်နော် animation လေးလည်းလှတယ် à mà sâu nó quay bật hạ chứ ô ô ô có kính mà sâu đồ dạng quay vào quay vào kính mà sâu đồ dạng ô đã biết quay bật hạ về kính đi vào để sâu vào nhá à ô đã chắc có đồ đi mày đấy bọn nó rồi con cá không xuất hiện style này mà quay vào ် AOD လဲကျွန်တော်တို့ကဒါစိတ်ကြိုက်ရွေးလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့တွေဒါ emoji လေးထားလို့ရတယ်ဒီမှာကျွန်တော်တို့တွေတခြားဟာတွေအကုန်ပေါ့နော်အများကြီးပဲ graffiti လို့ဟာမျိုးတွေဒါတွေလည်းအကုန်ထားလို့ရတယ် Google keyboard နဲ့ပဲတုံးအောင်ပေါ့နော် keyboard က Google keyboard ထည့်ပြီးတုံးလို့ရမယ်ထုံးစံမဲ့ Google keyboard ဖြစ်တဲ့အတွက်ဘာမှတိတ်ပြီးတော့ပြဿနာမရှိဘူး AC တုံးလို့ရတယ် Google တွေလည်းအကုန်တုံးလို့ရတယ်ဆိုတော့ပြဿနာမရှိဘူးနော်ဒါ music hardware ရဲ့ app gallery အော်ရာစတိုဝါအကုန်လုံးနော် gallery โอเคကျွန်တော်တို့ဆက်ပြီးသွားမယ်ဆိုရင် display ပေါ့နော်ဒီကောင် display က6.8 inch ကိုမှဒီကောင်က LTP ကို OLED ထည့်ပေးထားတာ 120Hz နဲ့ပဲ display quality ကတော့တော်တော်လေးကိုမှမိုက်တယ်ဟိုက excellent ညာအောက်ဆိုတော့ကျွန်တော်တို့ကင်မရာဘက်ကိုဆက်သွားအောင် Okay ကျွန်တော်တို့ဆက်ပြီးတော့သူ့ရဲ့ကင်မရာဘက်ကိုဆက်သွားအောင်နော်ကင်မရာကတော့ဒီကောင်က3.7 inch ရယ်တန်း inch ရယ်အဲ့ဒီမှာကျွန်တော်ခုနကမှဆန်းရိုက်တုံးက3ထားမိရပါဘူးနော်သူကစင်ဆာလေးကပြောင်းနေကြ ဒီတော့ဒီ3.7နဲ့ 10H မှာသူစင်စာလေးပြောင်းသွားပြီပေါ့ပြောရမယ်ဆိုလို့ရှင်တော့စင်စာကတစ်ပုံစလုံးလှုပ်တဲ့ဟာမျိုးလေးပေါ့နော်ပုံတွက်တွေကတော့ကျွန်တော်သွားပြီးတော့ဆိုင်းရပြီးထားတယ်ဒီမှာဆိုရင်သိပြီမသိတာမှာဆိုလို့ပေါ့နော်တကယ် share တွေကလုံးဝသူရဲ့ဘိုကေးတွေပိုင်းကတော်တော်လေးကိုပြက်ပြက်အသားရှိပေါ့ထွက်ရတာတော်တော်ထားကြာကျွန်တော်ဒီမျိုးလေးကျွန်တော်ဒါဆိုင်းရိုက်ထားတယ်ပေါ့နော်ဒါအနီးကပ်လေးပြခဲ့တယ်ပုံတွက်တွေတော်တော်လေးကောင်းတယ်ဒါလုံးဝလုံးဝ share ဒါမှတ်ကိုရိုက်ထားတဲ့ဟာလေးပေါ့နော် ဒီမှာဆိုရင်အရန်တိတာပုတ်ကေးတွေတအားနှာချက်ပဲဒီဘက်ဘေးတွေဝါးပြီးတော့ပုတ်ကေးတွေကလုံးဝတကယ်ကိုကင်မရာနဲ့ထားတယ်မဖြစ်နဲ့နော်ငှက်လေးငှက်လေးနော်ငှက်လေးဒီမိုးကြီးပုတ်တိတာမထင်နဲ့နော်ငှက်လေးအင်းလုံးဝလုံးဝရှယ်ရှယ်ပြောရရင်ဒီကောင်ကပုံတော့တွေရောတတော်အောင်မှာရှယ်ပဲကျွန်တော်ညလုံးရိုက်တာတွေပါတွေအစားပါနော်အကုန်လုံးဒီကောင်ကကောင်းကောင်း ပြည့်ပြည့်စုံစုံကြည့်နေမြင်ရတယ်ကျွန်တော်ဒါမျက်လုံးကိုလိုက်ထားတဲ့ဟာမျိုးလေနော်ဒါလုံးကဖုန်းတော့ပြန်ကြည့်လို့ရတယ်ကအာဒီဒေးတွေကလုံးဝကောင်းတဲ့ share ပဲကင်မရာဘိုင်းနေတော့ဘာမှတိတ်ပြောပြောစရာမရှိဘူးတကယ်ကိုမှဒါဒေးချုံမှာ number 1ရနေဖုန်းဆိုတဲ့အတိုင်းပြောလို့ကောနော်ဒါကင်မရာဘိုင်းကတုံးက share ပဲကင်မရာကသူ့မှာ main camera 50 megapixel တလုံးရဲ့အာပြီးတော့သူမှာ telephoto periscope ပေါ့နော် periscope telephoto တလုံးပါမယ်သူကလည်း50 megapixel တလုံးပြီးတော့နောက်တစ်လုံးကကြတော့12.5 megapixel ဖိုတိုတလုံးပါမယ် periscope ပဲသူလဲပြီးတော့ 14MP ultra wide တလုံးပါမယ် camera feature တွေကတော့ကျွန်တော်စိုက်ပြပေးမယ်နော်နော် ultra wide ကောင်းတယ် ultra wide 18283810x ပြီးတော့ကျွန်တော်တွေဒီကောင်းကိုတရားဒီဆွဲလို့ရတယ်ပုံတွက်တရားတော့ flagship camera form ဖြစ်တဲ့အတွက်တော့ဘာမှပြောရမှာမလို့ portrait တွေလည်းထုံနေတဲ့ကောင်းပဲ portrait ကိုကျွန်တော် effect တွေရွေးလို့ရမယ်ပုံစံကြိုက်ကိုပေါ့နော်ကိုဘာကိုရိုက်ချင်တဲ့ပုံစံမျိုးရှိလဲအဲဒါမျိုးကျွန်တော်တို့ရွေးပြီးတော့ဆိုင်လို့ရမယ် ကျွန်တော် snapshot ပါမယ် snapshot လဲဒီမှာကျွန်တော် zoom တိုင်းထိရိုက်လို့ရမယ်ပြီး night mode night mode လဲတိုင်းထိရိုက်လို့ရအောင်မယ်လုံးဝကို share ဗီဒီယိုဆိုရင်ကျွန်တော်တို့ဒီမှာ 4K เนาะ 4K ရိုက်မယ်နော်အမြင့်ဆုံးက 4K ကို 60fps နဲ့ရိုက်ရမယ်လုံးဝဗီဒီယိုကလေးဘာမှပြောရမလို့ frame rate က 60fps နော်အကုန်ကောင်းကောင်းရိုက်လို့ရရယ်1828 macro လဲရမယ်နော် macro ဆိုရင်ကျွန်တော်ကဆုံးဆဲပြီးရိုက်ပါတော့ မခိုးဆိုရင်တော့မခရိုဆိုရင်ကျွန်တော်ဒါဆောင်းဆက်ရလို့ရအောင်နော်အာဟုတ်တော့ဒါအဲဒါမျိုးကုန်ရိုက်လို့ရမယ်ပြောရရင်တော့ဒါဈေးကြီးတဲ့ဖုန်းစလုံးနေနေတော့ဒါဗီဒီယိုဘိုင်းနေပါတယ်တကယ်ကို share ပဲအဲဒီမှာဆို H mate တွေပါတော့အာအကုန်ဒါအကုန်လို့ရတယ် okay ပြ promote ပါမယ် promote ကတော့ဒါ professional ပဲနော်ကိုကကျွမ်းကျွမ်းလို့ကောင်းကောင်းရိုက်လို့ရတယ်နောက်တစ်ခုကမိုးထဲမှာကျွန်တော်တို့ panorama slow mo light painting ဒါတွေဒါတွေအကုန် true review story creator ပဲပါမယ်။ဒါဆိုရင်အထားလေးတော့မစိုးဘူးနော်။ဒါဒီမိုးလေးရလို့ရတယ်။15 second fight ပတ်အင်းဒါလေးကုန်ရလို့ရတယ်။ဒါ creator creator ပေါ့နော်။ဟာဟိုကိုက content တွေပါရိုက်ချင်တယ်အလွယ်ပေါ့။လွယ်လို့ရတဲ့နေရာမျိုးလေးလုပ်ပေးထားတယ်။ဒါလေးအဆင်ပြေတယ်။ selfie ရောဒီကောက်မှာ13 megapixel ပဲပါမယ်ပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်နည်းနည်းတော့နင်းတယ်ဆိုရင်မလဲသူ့ရဲ့ quality တွန်းနေသူကတော်တော်လေးအဆင်ပြေတယ်။ selfie ရောကျွန်တော်ရလို့ရတာကဒီကောင်က သတင်းမကပါစေဒါအောင်မှ effect တွေကိုယ်ရိုက်လို့ရမယ်ဖိုတိုနော်ကျွန်တော်တို့မှာ motion ပချံရိုက်လို့ရမယ်ကုန်နော်2 8 2 8ရရမယ်ဝိုက်ရမယ်အကုန်ရမယ်ဆိုကင်မရာဘိုင်းကလည်းဘာမှတိတ်ပြီးတော့ပြောစရာမလိုဘူးကျွန်တော်လေးကိုမှ fine တယ်ထဲမှာပါတယ်အဲ6ကင်မရာလည်း13 megapixel ပြောရရင်နောက်ကင်မရာတွေကတော့15 main တလုံးခုနပြောခဲ့သလိုပဲပြီးတော့ 40 MHz Ethernet သလုံးပါမယ်ပြီးရင်50 MHz Periscope Telephone သလုံးပါမယ်ပြီးရင်12 MHz Periscope Telephone သလုံးပါမယ်12.5 MHz camera သို့ပါမယ်၄လုံးပါမယ်နောက်မှာနော်ရှေ့မှာ73 MHz ဒါတော့သူရဲ့ camera version တွေ camera တွေကတော့တော်တော်လေးကိုမှကောင်းတယ်ကျွန်တော်ဒီမှာလည်းပုံလေးထည့်ထားပေးသေးတယ်ဒါဆိုကျွန်တော်တို့တခြားပိုင်းတွေဆက်သွားကြအောင်ဆိုတော့ကျွန်တော်တို့ကင်မရာတွေ display တွေပိုင်ပြီးွားရေဆိုတော့ big quad တွေအကုန်ပြီးွားရေဆိုတော့သူရဲ့ battery life battery life ကတော့ဒီကောင်က9180ပါမယ် 100w fast charging နဲ့တင်းလို့ရမယ် အဲဘာပဲ battery life ကလည်းဒါ how power ရဲ့ဒါ EMUI နဲ့ဆိုတော့ optimization ကကောင်းတယ်ဆိုတော့တိတ်ပြီးပူတာမလို့ performance အနေနဲ့က Kirin 920 7 nanometer ကိုထည့်ပေးထားတယ်ဒါဟာတကူကနည်းနည်း performance ကနည်းနည်းလေးနည်းရလို့ပြောလို့ရဒါပေမဲ့ Huawei ရဲ့ကိုယ်ပိုင် chip ဖြစ်တဲ့အတွက်သူ့ရဲ့ UI Huawei ရဲ့ကိုယ်ပိုင် chip ဖြစ်တဲ့အတွက်သူ့ရဲ့ UI နဲ့ကတော့ဒါပြောမယ်ဆိုလို့ရှိရင် automatic ကတော့ကောင်းပြီဒါမှမပြဿနာသိမ့်မရှိဘူး battery life performance က စမှုတယ်အဆင်ပြေရဆိုတဲ့အနေအထားမှာရှိတယ်ဒီလို flagship level phone လုံးနေတော့ဒါတို့က daily driver camera ဥစားပေး performance တွေပါအကုန်အဲ့လိုမျိုးသုံးရဖြစ်တဲ့အတွက်ဘက်ဘက်ကတော့အဆင်ပြေရဖုန်းတော့ပြောလို့ရတယ်ဒါကြောင့် Kirin 920တရား790 nanometer ဖြစ်နေတာတွဲလို့ပေါ့နော်အဲ့ဒါလေးကနည်းနည်းလေးသိခံပေါ့ပြန်နောက်တစ်ချက်အနေနဲ့ဒီမှာက fingerprint ကသူကဒီမှာဖြစ်သွားမှာပေါ့နော် side mounted ဒီ power button မှာဖြစ်သွားမယ်ပြီးတော့နောက်တစ်ချက်မိုက်တာက sanji ရလောက်ပေါ့နော်ကျွန်တော်တို့ဒီကောင်းကို တို့လက်ငါးချောင်းပြပြီးတော့ screen shot ရိုက်တာမျိုး screen shot ယူပြီးတခြား Huawei ဖုန်းပစ်ထည့်တာမျိုးဓာတ်တွေအကုန်လုံးလုပ်ရတယ်အဲ feature တွေကတော့တော်တော်လေးကိုမှစုံတယ်တော်တော်လေးကြိုက်တယ်ပြောမယ်ဆိုရင်တော့ဒါဖုန်းမဲ့ဖုန်းတော့ဖုန်းမဲ့ဒါပေမဲ့ကင်နာနဲ့ဒီဖုန်းကကင်မရာကောင်းပြီးတော့ဈေးရန်ကြီးတဲ့ဖုန်းဆိုတော့ feeling မျိုးကိုတန်းပြီးပေးနိုင်တယ်ဒါ defy လောက်ပြောလို့ရတယ်တော်တော်ကိုမှကျန်းတယ်ဗျအားလုံးသိတဲ့အတိုင်းပဲ Huawei ကတော့အခုချိန်ကြီးတကယ်ကို ဆရာကြီးဖြစ်နေတာဆိုတော့အားမတကြီးပြောပြရမှာရှိတယ်ကျွန်တော်ကဒီမှာ original cover နဲ့ဒီအမဲရောင်နဲ့အတွဲဟိုတော်တော်သဘောကျတယ်တကယ်ကိုမှတကယ်ကိုမှတတော်သဘောကျမှုရကောင်းကျွန်တော်ပြောမယ်ဆိုရင်ဒါ Xiaomi 17 17 Pro Max တို့ပါဘောနော်ဒီကောင်းကြီးထက်တောင်သူ့ရဲ့ design လေးကိုပို့ပြီးတော့သဘောကျတယ်ကဲမိုက်တယ်တကယ်ကိုမှ luxury luxury phone round ပြောလို့ရတယ် luxury sand နဲ့ design လေးလုံးဝ share ပဲ အဲဒါလို့ဆိုရင်တော့ကိုကဟွာဝေးပြူရာ AD Ultra ကိုမတည်သေးရဖြစ်ဖြစ်ဒါပေမဲ့ဝယ်ဖို့စဉ်းစားနေရဖြစ်ဖြစ်သူရဲ့ feature လေးတွေအဲပါတဲ့ camera style လေးတွေ design တွေလက်ထဲမှာခြံရတဲ့ပုံစံတွေဖုန်းကူထဲမှာပါတဲ့ဟာတွေဘယ်လိုမျိုးလဲဆိုတာအကုန်လုံးကိုတော့ဒါတည်သွားလောက်ပြီးတော့ထင်တယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာပဲအမိုင်ကြတော့ဒီလောက်ဆိုရင်တော့ဒီ Huawei ရဲ့ Pure 80 Ultra ကဘယ်လိုမျိုး ဘလောက်ထိမိုက်လဲဆိုတာတွေ့ကြပြီလို့ထင်တယ်။ထုံးစံတိုင်းမှာပဲသူ့ရဲ့ဒီအကြိုက်ဆုံးကတော့ဒီဖုန်းကိုလက်ထဲမှာကင်လိုက်ရတဲ့အခါဖြစ်တဲ့ feeling ပေါ့ဗျာ။လုံးဝ တကယ်ကိုဒီဖုန်းက luxury vibe ရတဲ့ဖုန်းမျိုးပြောရရင်ဈေးကြီးတဲ့ဖုန်းဆိုတာမျိုးတန်းသိတာလက်ထက်မှာကိုင်းနေတဲ့သူရဲ့ကင်မရာဘက်သူရဲ့ပုံစံနဲ့ဟာဒီဖုန်းကဈေးအရင်ကြီးမဲ့ပုံပဲဆိုတာမျိုးတန်းပြီးသိရတယ်ပြောဒီကောင်းရဲ့ကင်မရာကလည်းသွားပြီးတော့ရှုပ်လို့မရဘူးအရှိမဖန်ပြရတဲ့အတိုင်းပဲတော်တော်လေးကိုမှ zoom range တွေရောရိုက်ရတဲ့ point and shot တွေကတော့တော်တော်လေးကိုအဆင်ပြေထင်မှာပါတယ်အဲပြီးတော့ကျွန်တော်တို့ဒီ AMUI ကလည်း Google ရဲ့အပိုင်းအဆင်ပြေသလိုမျိုး feature တွေလည်းတော်တော်လေးကိုမှ ဆောင်ရွက်ထမှာပါတယ်။ဘလိုပဲပြောဒီဖုန်းစလုံးကတော့သူ့စီသူတန်းဝင်ချင်မှာဒါ DHO Mac မှာနံပါတ်ဝင်ရထားတဲ့ဖုန်းဖြစ်တယ်လို့မျိုးကင်မရာနဲ့ပတ်သက်တာဘာမှသိပ်ပြီးပြောစရာမလိုတဲ့ဖုန်းဆိုတာဒါသိပ်ပြီးတော့ညင်းလို့မရဘူး။အဲပြောလို့ရပြတော့မဟုတ်တော့အရင်လိုသာ Huawei က Huawei ကိုသာဖြန့်မယ်ပေါ့နော် Huawei ကိုသာကျွန်တော်တို့ကြုံနေရဆိုရင်တော့ Google တွေပဲလည်းအပန်းမခံအောင်ဆိုရင်တော့ချိန်သေးတာကတော့ Huawei က Harmony OS နဲ့ကျွန်တော်တို့ထိတ်တန်းမှရှိနေတယ်လို့အနေထားမှရှိတယ်။သူရဲ့ innovation တွေကသွားပြီးတော့ရှုပ်လို့မရဘူး။ ဆိုတော့ကိုလိုလို့ဆိုရင်ဒီ Huawei ရဲ့ Pure 80 Ultra မှာဘယ်ချက်တွေကိုသဘောကျလဲဒီဇိုင်းကိုကြိုက်တာလားကင်မရာကိုပိုသဘောကျရလားသူရဲ့ EMUI ကိုပိုပြီးတော့သဘောကျရလားအောက်ခ comment မှာကိုကြိုက်တာလေးကိုသဘောကျရလေးကိုဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အပြင်ကြော်ပြီးပါ Yangon Mobile Store